ဗာတီကန်မော်ကိုတိုင်းမှာလေဝတ်သိမ်းထားတဲ့ထိတ်လန့်စရာရှစ်ဖီယောမတ်တမ်းများကဘာကြီးရဲ့အားသာရှိဆုံးဘိုးဌာနတစ်ခုဖြစ်တဲ့ဗာတီကန်မော်ကွန်တိုက်ထဲမှာကြောက်မက်ဖွယ်ကောင်းတဲ့ရှစ်ဖီယောနမိတ်တွေကဲအောင်နေတယ်ဆိုရင်တင်းယုံကြည်နိုင်ပါမလားလွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀ကျော်ကအိုင်ယာလန်ကဖုံးတော်ကြီးစိတ်မာလာကြီးအောင်ကက်သလစ်ချာ့ချ်ကိုဦးဆောင်မဲ့ပုံရံမင်းအားလုံးကိုမြင်ခဲ့တယ်လို့ဆိုပါတယ်သူဟာနာကပ်ပုံရံမင်း၁၁၂ပါးကိုဖော်ပြထားတဲ့ဇက်ကစုတူလေးတွေကိုတော့ရေးမှတ်ခဲ့တာပါ လူတွေကလည်းအဲ့ဒီပေါ်ပြချက်တွေကိုတက်လာတဲ့ပုံရမ်းမင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးခဲ့ကြပြီးတော့အများပြားကထင်မှတ်မထားလောက်ပဲတိကျမှုရှိတာကိုတွေ့ခဲ့ရပါတယ်။နေချက်ချိန်မှာမွေးဖွားခဲ့တဲ့ပုံရမ်းမင်းတစ်ပါးဟာ profit ပြုချက်တိုင်းဖြစ်ခဲ့ပါတယ်။နောက်တစ်ပါးရဲ့မွေးဖွားခြင်းနဲ့ဇာပနာနှစ်ခုစလုံးမှာလည်းနေနဲ့ဆက်ဆက်တဲ့စကားစုတွေပါဝင်ခဲ့တာပါ။ အဒီစင်ရဲ့အဆုံးမှာတော့နောက်ဆုံးပုံရံမင်းယောမမြူသားပေတရုရောက်ရှိလာမှာဖြစ်ပါတယ်ပရဖက်ဖော်ပြချက်ရသူဟာပြင်းထန်တဲ့အုံကြွမှုတွေကြုံတွေ့နေရတဲ့ချိန်မှာပေါ်လာပြီးတော့ချက်ကိုနောက်ဆုံးချိန်နေတီဦးဆောင်ကယောမမြုပ်ပြစီခြင်းနဲ့တူတရားစင်ရနေ့ကိုရောက်လာမှာဖြစ်တယ်လို့ဆိုပါတယ်ပုံရံမင်းဖရန်စစ်ဟာနံပါတ်131ဖြစ်တယ်လို့လည်းယူဆကြပါတယ်ဒါဆိုရင်သူ့နောက်မှာပေါ်လာတဲ့ပုံရံမင်းဟာနောက်ဆုံးပုံရံမင်းဖြစ်သွားနိုင်မလားမေးခွန်းနေရှိပါတယ်ချက်ကဒီစီရင်ကြောင်းကိုပါမမပြောပါဘူးအတိမပြုတ်နိုင်ပေမဲ့တရားဝင်ငင်းဆိုထားတာမျိုးလည်းမရှိပါဘူး တချို့ကတော့အဲ့ဒီစင်ဟာ Vatican ရဲ့မုံကွန်းတိုက်တွေမှာလျှို့ဝှက်ထိန်းသိမ်းထားတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့မာလာချီရဲ့ဂျူမင်ကင်မှုကအမေရိကန်ဖြစ်ခဲ့တယ်ဆိုရင်မကြခင်မှာကြောက်မှတ်ဖွယ်ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာနိုင်မလားစိုးရင်စရာဖြစ်ခဲ့ပါတယ်။တမချန်စာတဲမှာလူသားတွေနဲ့နေပြားရဲ့တားတော်တွေကနေမွေးဖွားလာတဲ့ထူးဆန်းပြီးတော့အေယာမကူတေတေရှိတဲ့တတ်တော်ဘာနေဖီလင်ကျောင်းတွေကိုအနေငယ်ဖော်ပြထားပါတယ်။ ပညာရှင်တွေအများစုကတော့ဒါကိုတန်တိုင်တစ်ခုလို့သတ်မှတ်ကြပြီးမယ်။တချို့ကတော့အကြောင်းအရာမှပို့ပြီးတော့နှံ့နေတဲ့အထိပ္ပယ်တွေရှိနိုင်ပြီးအဲ့ဒီအသေးစိတ်အချက်လက်အစစ်မှန်တွေကိုဗာတီကန်ရဲ့မော်ကွန်းတိုက်ထဲမှာတင်ဆက်ထားလို့ယုံကြည်ကြပါတယ်။ဒီ theory ရ church ကဖွက်ထားတဲ့ရှီအောင်စာပေတွေမှာ navy လေးလေးအားလုံးမသိဆုံးသွားပေနဲ့ကဘာကြီးကသူတို့ပြန်လာနိုင်တဲ့အထိကိုပြောင်းလဲဖို့စောင့်စားနေတယ်လို့ဆိုပါတယ်။လူပြေဝင်ခွင့်ဗီဇာစောင့်နေတဲ့သဘောပါပဲဒါပေမဲ့လည်းမော်ပညာနဲ့ပြန်လာမှာမဟုတ်ဘဲနဲ့တိတ်ပဲနီးပညာနဲ့ပြန်လာမှာပါအဲ့ဒါတွေကလည်းလူသားတွေကြောင့်ပဲဖြစ်လာနိုင်ခြင်းရှိပါတယ် လူသားတွေကမျိုးရိုးပိစားတွေကိုပြုပြင်ပြောင်းလဲပြီးတော့တရေပြောင်းတတဝါတွေကိုဖန်တီးကတဘာဝရဲ့စီမီစီကန်းတွေကိုချိုးပေါက်တဲ့အချိန်မှာသူတို့ပြောင်းဝင်လာနေတဲ့တခါပွင့်သွားမှာဖြစ်လို့တီအူဒီမှာပြောထားပါတယ်ဒီတီအူဒီကိုထောက်ခံတဲ့သူတွေအားလေမြန်စွာပျောက်ကွယ်သွားတဲ့အေယာမအယိုးစုတွေကြောင့်ဥပမာ love lock ကိုမှတွေ့ခဲ့ရတယ်လို့ယူဆရတဲ့အေယာမအယိုးတွေကြောင့်ပြောဆိုခဲ့ပါတယ် သူတို့ဟာဗာတီကန်အောက်မှာနက်ရှာနဲ့ဥမေလိုင်ကောင်းတွေရှိတယ်ဆိုတဲ့ကောလာဟာလာတွေကိုလည်းပြောကြပါတယ်။တချို့ကတော့ချက်စရာနေဖီလီနေပြန်လာမဲ့ကိစ္စကိုစိတ်ကူးရင်ဆန်တဲ့အခြေအနေတစ်ခုမဟုတ်ပဲနှီးပညာရေးဘေးတော့ဆိုးကျိုးနေနေဖြစ်လာနေတယ်ဆိုတော့ရာဇုံနေပေါများစွာကလေးကတည်ထားရလို့ယုံကြည်ကြပါတယ်။ကဘာကြီးကမတည်ငြိမ်ဘူးလို့ခန်းစားနေရတဲ့အချိန်မှာပြန်လည်ပေါ်ပေါက်လာတဲ့နောက်ထပ်အကြောင်းအရာတစ်ခုက၃ရက်တာအမောက်တို့ theory ပါဒီအကြောင်းအရာရဲ့ပုံစံမျိုးမျိုးဟာရာစုနေပေါ်များစွာကလေးကကက်သလစ်ဘာသာဝင်သူတို့ဆင်တွေရဲ့ရေးသားချက်တွေထဲမှာတွေ့ရပါတယ် တချို့ကတော့လူများမသိသင့်လောက်အောင်ပြင်းထန်တဲ့အသေးစိတ်အချက်လက်အစစ်အမှန်တွေကို Vatican ရဲ့မော်ကွန်းတိုက်တယ်မှာမှတ်ထားရလို့ယုံကြည်နေကြပါတယ်။ Prophet ပြောကြရအနေမထွက်ဘဲနဲ့၃ရက်တတိုင်းကောင်းကင်တခုလုံးမှောင်မဲသွားမှာပါ။ဒီစီမီတွေပြတ်တော့သွားပြီးကောင်းကြီးပေးထားတဲ့ဖျောင်းနိုင်တဲ့တိုင်းရဲ့အလင်းရောင်မှလွဲလို့တခြားအလင်းရောင်ဘာမှရှိတော့မှာမဟုတ်ပါဘူး။အလင်းပေးနိုင်တဲ့ကျန်တဲ့အရာအလုံးချိုးရင်းသွားပါလိမ့်မယ်။ ဘက်ထရီတွေအလုံးမလုံးသလိုမီးဆက်တွေလည်းဆန်နုလို့ရတော့မှာမဟုတ်ပါဘူး။အဲ့ဒီရက်တွေတည်းမှာနက်ဆိုးတွေကကဘာပေါ်မှာလှည့်လည်သွားလာနေလိမ့်မယ်လို့ဆိုပါတယ်။အပြင်ကနေတည်တည်နဲ့လူတွေရဲ့အတန်တွေကြွားရနေပြီးတကားဖွင့်ပေးဖို့တောင်းပန်နေတာမျိုးလည်းကြုံရနေပါတယ်။ဒါပေမဲ့အဲ့ဒါတွေကတကယ်တော့သူတို့မဟုတ်ပါဘူး။နက်ဆိုးတွေကဟန်ဆောင်ပြီးတော့တကားဖွင့်ခိုင်းမှာပါ။တချို့ကဒါကိုပြည့်တယ်လို့ဆိုကြသလိုတချို့ကတော့တန့်စင်ခြင်းလို့ခေါ်ကြပါတယ်။အဓိကအခြေအကျတော့အဲ့ဒီအခြေအနေမှာအိမ်ထဲမှာပဲတိတ်ဆိတ်နေပြီးကြားတဲ့အတန်တွေကိုမယုံကြည်ဘူးပါ။ ဗာတီကန်ဒီပရိုဖက်ဖျူချက်ကိုတိုက်ရိုက်အတည်ပြုခဲ့တာမျိုးမရှိပေမဲ့အဲ့ဒီလိုဖြစ်လာခြင်းလိုက်နာရမယ်အသေးသေးညွှန်ကြားချက်တွေတင်ဆက်ထားရဆိုတဲ့ကောလာဟာလတွေကအများနဲ့ရှိနေခဲ့ပါတယ်1918ခုနှစ်မှာပေါ်တူဂီနိုင်ငံကကလေး၃ယောက်ကမဲရိုမာရီကိုမြင်တွေ့ခဲ့ပြီးလျှို့ဝှက်ချက်၃ခုကိုလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်နောက်ခုတော့ချိန်ကြာလာတာနဲ့မျှထုတ်ပေါ်ပြောကြားခဲ့ပြီးမြဲတတိယလျှို့ဝှက်ချက်ကိုတော့ဗာတီကန်ကစေစုနေပေါ်များစွာကြောင်းထင်ချန်ထားပြီးတထောင်ပြည့်နှစ်မှထုတ်ပြန်ခဲ့ပါတယ် ။အဲဒီလိုပဲချက်ကတော့အဖြူရောင်ပွဲဆောင်တဲ့ဖုန်းတော်ကြီးတပါးပြည်စည်းချင်းနေကြမှာအသက်ခံရတဲ့ကိစ္စတစ်ခုသာဖြစ်ပြီးတော့ပုံရံမင်းချုံဖောနှစ်ကိုလောက်ကြံဖို့ကြိုးစားခဲ့တာကိုရည်ညွှန်းတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့လည်းဖုန်းတော်ကြီးတွေပညာရှင်တွေနဲ့မူလမျက်မြင်သက်သေတူပါဝင်လို့အများပြားကအဲ့ဒါဟာမီရိုမာရီပြောခဲ့တဲ့တကယ်လျှို့ဝှက်ချက်မဟုတ်ဘူးလို့လည်းပြောခဲ့ကြပါတယ်။သူတို့ရဲ့အဆိုအရတကယ်တကယ်လျှို့ဝှက်ချက်ကအဲ့ဒါတည်းအများကြီးဆိုးရပါတယ်။အနာဂတ်မှာပုံရံမင်းတပါးဟာ chess ကိုသစ္စာဖောက်မယ်။ နိုင်ငံတစ်ခုလုံးကိုဖျက်ဆီးနိုင်တဲ့စစ်ပွဲကြီးတစ်ခုဖြစ်လာမယ်။ကမ္ဘာပြတ်ချင်း SD ရောက်သွားနိုင်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်တယ်လို့ဆိုကြပါရယ်။ဒီလိုပဲချက်ရဲ့တကယ့်စာသားအစ်မဟာစာမျက်နှာများစွာရှေ့လျပြီးတော့ထုတ်ပေါ်ပြောကြားလိုက်မယ်ဆိုရင်လူလူကြားမှာကြီးကြဲထဲလင်းတော်လုံးမှုတွေဖြစ်ပေါ်နိုင်တာကြောင့် Vatican မော်ကွန်းတိုက်တယ်မှာလက်စိတ်ကတင်ဆက်ထားတယ်လို့လည်းယူဆကြပါရယ်။ Damage Church ကတော့2000ပြည့်နှစ်မှာထုတ်ပြန်ခဲ့တာဟာအားလုံးပဲဖြစ်တယ်လို့ညွှန်ဆိုထားပါရယ်။ဒါပေမဲ့အတွင်းကြားကြသိတဲ့လူတွေထွက်ခါတော့မေးခွန်းတွေပို့ဖြစ်စေခဲ့တာပါ။ 1884ခုနှစ်မှာပုတ်ရဟန်းမင်းလီယို73ဟာဝေပြူဆူတောင်းခဲ့ခြင်းပြီးတဲ့နောက်ကျောင်းမက်ဖွဲ့ကောင်းတဲ့အာယုန်တစ်ခုကိုမြင်ခဲ့တယ်လို့ဆိုပါတယ်။မက်တန်းနီယာသူဟာရုတ်တရက်တောင့်တင်းသွားပြီးတော့မျက်နှာဖြူဖြောက်ကပါကိုမှမကြည့်ပဲမိနစ်တော်ကြာနေနေခဲ့ပါတယ်။နောက်ဆုံးသတိပြောင်းဝင်လာတဲ့အခါမှာသူဟာသူ့ရဲ့ရုံကတ်ကိုအလေမြန်သွားပြီးကောင်းကင်တမန်မိုက်ကယ်စီကိုဆူတောင်းနေစားတောင်းရေးသားခဲ့ပါတယ်။အဲဒီဆူတောင်းသားဟာတမန်ကက်သလစ်ဆူတောင်းခြင်းဆိုတာထက်နောက်ဆုံးမောင်းထုတ်တဲ့ပုံစံမျိုးပိုပေါက်နေပါတယ်။အဲ့ဒီအကြောင်းအရာတူတော့ဘုရားခင်ရဲ့စေတံတို့ရဲ့တကားပြောဆိုတန်တွေကိုကြားခဲ့ရပါတယ်။ အဲဒီစကားဝိုင်းထဲမှာစေတက်ကဘုရားသခင်ကိုအချိန်နဲ့အရာအလုံးလောက်ရရင် charge ကိုဖျက်ဆီးနိုင်တယ်လို့ပြောခဲ့ပါတယ်။ဘုရားသခင်ကသူ့ကိုကြိုးစားဖို့နှစ်တရာချိန်ပေးခဲ့ပါတယ်။တီကြတဲ့ရက်စွဲကိုမပေါ်ပြထားပေမဲ့လူတွေကဒါကိုကွန်မြူနတီဝါတာထုံကားလာခြင်းကဘာစေခြင်းတခုလင်ပိုင်းဆိုင်ရာအရှုပ်တော်ပေါ်နေဘုရားကြောင့်တက်ရောက်သူနေပါလာခြင်းစတဲ့အရာတွေနဲ့ဆက်ဆက်ပြီးတော့တွေးတောခဲ့ကြပါတယ်။တချို့ကတော့လီရွက်ကြုံမြင်မှုအပြည့်စုံကိုအသေးစိတ်အချက်အလက်တွေရက်စွဲတွေတတိပိချက်တွေနဲ့လက္ခဏာတွေကိုရေးမှတ်ထားပြီးဗာတီကန်ရဲ့မော်ကွန်းတိုက်တဲမှာဝတ်ထားရလို့လည်းယုံကြည်ကြပါတယ် လူများပြားက40ကဲမော်ကွန်တိုက်ဟောင်းဖုံထူနေတဲ့စားလေးဟောင်းတွေနဲ့စားရီအပြည့်ရှိတဲ့တူလောင်ခန်းတစ်ခုသာဖြစ်တယ်လို့လည်းထင်ကြပါရယ်။ဒါမဲ့ချာချာဒီတဲ့အများကြီးကြီးမားတဲ့အရာတစ်ခုကိုလျှို့ဝှက်စွာတိစောက်နေတယ်ဆိုတဲ့သီအိုလေးတစ်ခုလည်းရှိနေကြတာပါ။ဒီတိကျကျပြောရရင်တော့ကမ္ဘာလုံးဆိုင်ရာဘေးအန္တရာယ်မှတ်တမ်းတိုက်ကြီးတစ်ခုပါပဲ။ဒီထဲမှာဘာသာရေးစာပေတွေနဲ့ Xi'an Prophet ပြုချက်တွေတင်မကပဲခေတ်တစားရဲစာရဲတွေလည်းပါဝင်တယ်လို့ဆိုကြပါရယ်။နောက်ပြီးတော့လျှို့ဝှက်အစိုးရစီရင်ခန်းစာတွေတိတ်ပန်နေကြအနေရကဲဖြတ်ချက်တွေနဲ့ထောက်လိုင်းအေဂျင်စီတွေရဲ့ဖိုင်တွေလည်းပါဝင်ပါရယ်။ ငလင်တွေ၊ကဲယောဂါတွေ၊နျူကလ িয়ার အန်ဒီယာတွေ၊နေမုံတိုင်းတွေလူသားယဉ်ကျေးမှုကိုအဆုံးသတ်နိုင်တဲ့ဘဲချင်းနေမျိုးမှမစိုးပါဝင်ပါတယ်။ဗာတီကန်ဘာသာရေးဆိုင်ရာသိပညာတွေကိုစုဆောင်းယူနေတာမကကမ္ဘာနေရာအနှံ့အပြားကဖြစ်နိုင်ခြေရှိတဲ့ကမ္ဘာပြတ်မဲ့အခြေအနေတွေကိုလည်းစုဆောင်းပြီးတင်းစဲထားတယ်ဆိုရယူဆပါ။ဒါပေမဲ့သူတို့ဘာကြောင့်ဒီလိုလုပ်တာလဲ။ပြည်နယ်တာကတော့အဆိုးဆုံးအခြေအနေတွေအပြင်ဆင်ထားတာဖြစ်နေပါတယ်။ဂျဲနဲ့ကမ္ဘာမသိခင်ဘာတွေဖြစ်လာမလဲဆိုတာသိရှိပြီးထိန်းချုပ်ဖို့လည်းဖြစ်နေပါတယ်။ဒီပိုင်းတဲ့မှာမဖြစ်သေးတဲ့ဘေးအန္တရာယ်တွေနဲ့ခံမှန်းချက်တွေလည်းပါဝင်သေးဆိုရယ်ကောလာဟာလာတွေရှိနေကြတာပါ။ အဲဒီမှတန်းတွေထဲမှာတိတ်ပြီးတော့မရှင်းလင်းတဲ့ perfect ပြည့်ချက်တွေဒီမကပဲနဲ့ဖြစ်နိုင်ခြေရှိတဲ့ကဘာပြည့်စီတဲ့ NDA တွေရဲ့အသေးစိတ်ခွဲခြားစိတ်ပြချက်တွေပါဝင်ပါတယ်။ရိုးတော်တယ်လို့ထင်ရပေမဲ့အကယ်၍ဘယ်အဖွဲ့အစည်းမဆိုအဲဒီမှတန်းတိုက်ကြီးတစ်ခုကိုတည်ဆောက်ဖို့အင်အားအချိန်နဲ့လျှို့ဝှက်နိုင်စွမ်းရှိမယ်ဆိုရင် Vatican ဟာတေချာပေါက်ဖို့ဖြစ်နိုင်ပါတယ်။ Father Pellegrino Arnetti ဟာတာမန်ဖုန်းတော်ကြီးတပါမဟုတ်ပါဘူး။သူကပင်နေတီတီရဟန်တပါမျက်စိုးမောက်တို့သူတို့ရဲ့လေးစားခံရတဲ့ပညာရှင်တူဦးလည်းဖြစ်ပါတယ်။ဒါပေမဲ့သူကအန်အောဆရာကောင်းတဲ့အရာတခုကိုပြောဆိုခဲ့တာပါ။ အဲ့ဒါကတော့သူကအချိန်ကိုထိုးဖောက်မြင်နေတဲ့ဆက်တစ်ခုကိုတိစောက်ရမှာကူညီခဲ့တယ်ဆိုတော့ပါအဲ့ဒီဆက်ကို Chrono Visa လို့ခေါ်ပါတယ် ANT ရဲ့အဆိုအရအဲ့ဒီကိရိယာကအတိတ်ကစွမ်းရင်ခြေရာတွေကိုချိန်ညှိနေပါတယ်အချိန်ကအပြင်တော့တမိုင်းဖြစ်ရတွေကိုဓာတ်ရိုက်ကြည့်ရှုခွင့်ရစေတာမျိုးပါသူဟာရှေးယောမခိကပျောက်ဆုံးသွားတဲ့ပြဿနာတွေနဲ့ယေရှုလက်ဝါးကတည်းကအသက်ခံရတဲ့မြင်ကွင်းကိုမြင်ခဲ့တယ်လို့ဆိုပါတယ်ဒီဆက်ကိုသူတရတဲ့တိစောက်ခဲ့တာမဟုတ်ပါဘူး Enrico Fermi နဲ့ Vana von Braun တို့လိုသိပ္ပံပညာရှိတွေကလည်းကူညီတိစောက်ခဲ့လို့သူကပြောပါတယ်အဲ့ဒီအကြောင်းအရာကြောင့် Vatican ဟာ ခရိုနိုဗီဇာရဲ့စွမ်းအကိုသိရှိသွားတဲ့အခါမှာအဲဒီဆက်ကိုတင်ယူပြီးလျှို့ဝှက်ထားလိုက်ပါတယ်။စိတ်ဝင်စားစရာလည်းကောင်းပါတယ်။တချို့ကတော့အဲဒီဆက်ဟာဗာတီကန်ရဲ့မော်ကွန်တိုက်ရဲ့အနက်ရှိုင်းဆုံးနေရာမှာရှိနေတော့မှာပဲ။တချို့ကတော့အကြောင်းအရာတစ်ခုလုံးဟာတမိုင်းဆိုင်ရာတိကျမှုအနေငယ်သာရှိတဲ့ဟာသလိုလိုလှုပ်ကြံဆက်တစ်ခုတည်းသာဖြစ်တယ်လို့လည်းထင်ကြပါတယ်။ဒါပေမဲ့လည်းအာနန်ဒီပြောတာအမှန်ဖြစ်ခဲ့ရင်တော့ချက်ချာမယုံနယ်လောက်တဲ့နိပညာတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။အကြိမ်များခရိုနိုဗီဇာကဗာတီကန်မှာတကယ်တမ်းရှိနေခဲ့ရင်သူတို့တွေဘာလုပ်နေကြမှာလဲသိဝင်စားစရာပါ ဗာတီကန်မော်ကွန်းတိုက်ရဲ့အနေရှိုက်သောနေရာမှာ church ကသဘောမတူယုံသားမကကြောင်းရွံ့စရာစာအုပ်တွေစုစည်းထားတဲ့နေရာတစ်ခုရှိတယ်ဆိုတဲ့ theory လည်းရှိပါတယ်။ church ရဲ့သွန်သေးချက်တွေကိုတိုက်ရိုက်ဆန့်ကျင်တဲ့တားမြစ်စာအုပ်တွေအပြည့်ရှိတဲ့နေရာမျိုးပါ။ရှေးဟောင်းကနော့စတေအေဝန်ဂေလိတရားတွေရှေးဟောင်းပေကန်ရေးသားချက်တွေနဲ့ယေရှုဟာဖျားမဟုတ်ပါဘူး။ဒါမှမဟုတ် သားသမီးတွေရှိတယ်လို့ဆိုထားတဲ့ရှေးဟောင်းစာပေလည်းပါဝင်နေပါတယ်။ချက်ချက်သုံးသင်ချက်တွေကိုစန့်ကျင်ခဲ့တဲ့ဒဏ္ဍာရီတော့မသက်မသာဖြစ်စရာအချက်လက်တွေကိုဖော်ထုတ်ခဲ့တဲ့တိပ္ပံပညာရှင်တွေအတွေးခေါ်ပညာရှင်တွေနဲ့တမိုင်းပညာရှင်တွေရဲ့ဒါမျက်စာအုပ်တွေလည်းအဲ့ဒီမှာတင်ဆက်ထားတယ်လို့ဆိုပါတယ်။ဒါပြင်အဲ့ဒီရဲ့တစ်ဖက်မှာလည်းမှုဝိဇ္ဇာတက်တွေနဲ့ရှေးဟောင်းနှစ်ကိုးကွယ်မှုဆိုင်ရာအသေးစိတ်ညွှန်ကြားချက်တွေပါရီစာအုပ်တွေရှိတယ်လို့လည်းပြောနေကြပါတယ်။နောက်ပြီးတော့ဖာဒီကန်ဟာဂျူသားတွေအကြောင်းကိုသူတို့ထုတ်ဖော်ပြောကြတာထက်ပိုတိတယ်ဆိုတဲ့အကြောင်းအရာတွေထွက်ပေါ်ခဲ့ပါသေးတယ် အဲ့မှာတန်းနေတဲ့ပါခံမှန်းချက်တွေမကပဲနဲ့တကယ်အဆက်အသွယ်တွေဂျူသားတွေကိုအဓိကထားတဲ့ရှီအောင်စာပေလေးပါဝင်နေပါတယ်။ Vatican Arizona ပြည်နယ်ကတောင်ထဲတစ်ခုမှာကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးလေလာရေးစခန်းတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။အဲ့ဒါကိုဂျေဆုအေနဂရဗေဒပညာရှင်တွေကစီမံခန့်ခွဲနေတာပါ။ အဲ့ဒီကိစ္စကလေတန်တရားတွေကိုပုံမခိုင်းပါလားစေပါရင်တချို့ကလေအဲ့ဒီမတန်တဲ့မှာခေတ်သစ် UFO မြင်တွေ့မှုတွေမတန်ခင်မှာနှစ်ထောင်တဲ့ခြေကလေးကဂျိုသားရိုင်နဲ့ဆက်သွယ်ခဲ့တဲ့ချက်လက်တွေရှိနေတယ်လို့ပြောနေကြတာပါ။တချို့ကတော့ဂျိုသားရိုင်ကြောင့်လူသေရှင်ကြဖြစ်လာခဲ့တဲ့အခါမှာတုံ့ပြန်မှုချက်ကဂျိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်းဆိုကြပါရစ်။နောက်ပြီးတော့ဖာဒီကန်ကအစိုးရရင်ဒီကိစ္စကိုလျှို့ဝှက်ပြီးတရင်ဖက်လေနေတယ်ဆိုတော့ကြီးညာချက်တွေလည်းရှိနေခဲ့တာပါ။နောက်ဆုံးခံမှန်းချက်တစ်ခုကတော့ Vatican ပြိုလဲခြင်းဆိုတဲ့ခံမှန်းချက်ပါ။ဘေးရန်တရားကြောင့်ကဘာပြက်တာမျိုးကြောင့်ပြိုလဲမှာမဟုတ်ပါဘူး။ကြီးစွာသောအယူဖောက်ပြန်ခြင်း ြိုလဲလိမ့်မယ်ဆိုတဲ့အကြောင်းနမိတ်ဖန်မှုရှိပါတယ်ပြောရမယ်ဆိုရင်ပြပအင်အားကြီးတွေကြောင့်မဟုတ်ဘဲနဲ့အတွင်းပိုင်းကနေလိုက်စားပြီးပျက်စီးမဲ့သဘောမျိုးပါနောက်ပြီးတော့ဖာတီကန်အခြေအနေတွေကရှုပ်ထွေးလာပြီးတော့ခေတ်သစ်အရှုပ်တော်ပုံတွေနိုင်ငံရေးအာရုံလွှဲပြမှုတွေစိတ်ဝိညာဉ်ပိုင်းဆိုင်ရာချိုးယွင်းမှုတွေကြောင့်ဖာတီကန်ငါးပါးမှောက်မှာကိုပုံရံမြင့်တချို့ကကြုံမြင်ပြီးတော့ရှေ့ပြစ်ဟောခဲ့ကြောင်းအဲ့ဒီမှတ်တမ်းတွေကိုလည်းလျှို့ဝှက်ပြီးတော့ထိမ့်သိမ်းထားရတာဖြစ်ကြောင်းဝေးမြလာရင်ဗီဒီယိုလေးကိုနှီးကုန်းချုပ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါ